ငါကျွလုံမိတဲ့ကန်တာဘာဟာမင်းပဲမင်းညူအပိုင်းရှင့်မဖြစ်နိုင်ဘူးဆိုပြီးချလိုက်တဲ့စီတဖက်တစ်ချက်စီမှာ သူ့ဘက်ကလည်းငုံကိုယ့်ဘက်ကလည်းပြူရှုံးကိုတစ်ခါမှမလိုက်ဘူးရဲ့ကျမအဲ့ဒီနေ့ကလိုက်သွားဖို့အစိုးကြီးထပြင်ဆင်ပြီးစောင့်ဝင်ခဲ့တယ်။ဟာလှလို့ပါလားဖေသွားမလို့လဲမေမောင်နဲ့လိုက်မလို့လေဖေကိုလည်း ရုံးကိုပေါ်မောင်ရဲ့မောင်မဲအမြင်ခေါ်နေပြီးတော့ဟာကျိုးလဲမပြောဘူးမောင်ကဒီနေ့ဟိုအစည်းအဝေးရှိတယ်မောင်မခေါ်ခြင်းလဲမလိုက်တော့ပါဘူးရော့ထမင်းဆိုင်ကိုစောလက်ထဲထည့်ပေးလိုက်တော့ဟိုပါလေမင်းလိုက်ခြင်းလဲလိုက်ခဲ့ပါစောင့်တော့စောင့်ပြီနော်ဟုတ်စောင့်ပါပေါ်မောင်ရဲ့အင်းအင်းမာအော်မောင်လူတယောက်ကိုဝင်ခေါ်အောင်မေရရင်လေပြီးရင်စင်းလာခဲ့ မိကားရင်းပစ္စည်းတွေထည့်ပြီးစောင့်နေမယ်။အင်းအင်းဇော်ကအရင်လိုကျမလက်ကိုကိုင်မထားပဲလက်တန်းပေါ်လက်တင်ပြီးလက်တွေကိုအငိမ်မနေတခုခုကိုစိတ်နှစ်ပြီးတွင်းနေသလိုငိမ်နေကလမ်းတွေကိုကိုယ်ပတ်ခါမောင်းနေတော့အစည်းဝေးရှိတယ်ဆိုမျက်မျက်မောင်းလေမောင်းဘလို့လှုပ်လမ်းတွေပတ်မောင်းနေရလဲဟိုလမ်းကပိတ်ထားလို့လေဘယ်လမ်းကပိတ်တာလဲမနေ့ကမှမေးစေးလာဝဲထားတာမပိတ်ပါဘူးမောင်းရဲ့ သိဘူးပိတ်ထားရင်ထင်လို့ငါတက်တိုက်ခန်းရှိတွင်ဇော်ကားရက်လိုက်ပြီးဖုန်းခေါ်နေတယ်။နှွဲအကူရောက်ပြီးအကူတဲ့ခဏကြာတော့ခန့်ငယ်ငယ်ကောင်မလေးတယောက်ဆင်းလာတယ်။နှစ်ဆယ်ကျော်ဝန်းကျင်ပဲရှိအောင်မေးသူနောက်ခန်းမှာထိုင်ပြီးမိနစ်အနည်းငယ်လောက်ထိကျမတို့သုံးယောက်လုံးဘာစကားမှမပြောနှုတ်နဲ့မဆက်တကယ်ဆိုဇော်ကမေးဆက်ပေးရမေးဟုတ်လားကျမစိတ်ထဲတွေးနေမိတယ် သူကမှန်လေးကနေကျမကိုခဏခဏချောင်းချောင်းကြည့်နေပြီးသူ့နှုတ်ကအခုအမျိုးသမီးလားအင်းဟုတ်တယ်လူနှင်းမေးတဲ့နွယ်မင်းသူကရင်းခတ်နွယ်တဲ့ဟုတ်ရုံးမှာတော့နွယ်လို့ပဲခေါ်ကြတယ်အမအမကတိတ်လာတာပဲနှုတ်ပြုံနေရောပဲဆန်လေးကောင်းအရွယ်လေးကောင်းသူနှုတ်သွန်လာရင်ပြောင်းနေပြီရှင်ကဲဘာစားမှလဲပြောရေရေမောမောသာဖြီလိုက်ပြီး ရှုံးရောက်တော့အစည်းအဝေးရှိတယ်ဆိုမှအော်အင်းဟုတ်ဇော်အန်တန်တန်ဖြစ်နေချင်းဟင်ဒီနေ့အစည်းအဝေးမရှိပါဘူးမနှက်ဖြံမှလေမနှက်ဖြံမှလေအကိုရဲ့ရက်မှတ်တာမှားလာပြီနေတူတယ်။သူမထပြောအပီအော်ဟုတ်သားပဲဒီနေ့26ရက်နေ့မနှက်ဖြံမှပဲဟာကိုကွာကဲပါထားလာအမဒီမှာထိုင်းဆိုပြီးထိုင်ကုန်လေးချပေးသွားတယ် ူကဇော်နဲ့အနေကအလုံးလုံးရတယ်။တွတ်တယ်၊လှတယ်။အသားဖြူဖြူနုနုနေနေလေး။ပြီးတော့ဇော်ကိုအကုန်လို့လဲခေါ်တယ်။သူမဇော်ကိုကြည့်တဲ့အကြည့်တွေမှာမယိုးရှင်းလှ။ကျမကမောင်ဘေးကလူတွေအားလုံးကိုတမနဲ့လုံးအ깨ခတ်နေမိတော့တယ်။နေကင်းထမင်းစားချိန်ရောက်တော့မောင်မေပြင်းနေပြန်နှင့်တော့မေ။မောင်လိုက်ပုံမယ်လေ။နေနေမိပါသားသွားလိုက်မယ်။ဟာမောင်စိတ်မချပါဘူး။ခဏမောင်လိုက်ပုံမယ်။ ရုံးကလူတွေကနှစ်လိုပွဲရာလိုက်ကြည့်နေကြပြီးအားကြရေးစကားတွေတီတူပြောဆိုနေကြတယ်။လန်တက်လျှောက်စော့အကြောင်းတွေးနေမိတယ်။ကျမစော့ကိုဆုံရှုံရတော့မှကိုစိတ်မှခံစားနေရပြီ။ဘာစကားမှမပြောဘဲကားမောင်းနေတဲ့စော့လက်မောင်းပေါ်ခေါင်းလေးမိလိုက်တော့ဟာကွာမောင်မင်းမတော်ချဲပြီဆိုပြီးကျမနှစ်ဖူးကိုလှမ်းနှမ်းလိုက်ချိန်မှာကျမခံစားလိုက်မိတယ်။မောင်အနှမ်းတွေဟာ အရင်လိုမနှွေးထွေတော့ပြီ။ကျမမောင်ကိုလက်လွတ်မပေးခြင်းမို့မောင်ဟာတစ်ချိန်ကကျမကိုအလွန်အမင်းချစ်ခဲ့တယ်။ကျမအလှကျမအချက်အပြုံနဲ့ကျမအယုအယာကိုဆွဲလန်းခဲ့တဲ့သူဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပါဘယ်မိမမှ ကိုအမျိုးသားကိုမဆုံးရှုံးချင်ပါဘူး။တတိထားမိသလောက်စော်ပြောင်းလေးနေတာသုံးလာကြော်ခဲ့ပြီ။တရက်ထက်တရက်စော်ကအလုပ်တွေပိုပြီးများများလာတယ်။ အလောက်ကိုလည်းအစောကြီးသွားတဲ့အပြင်ညရီဆိုနောက်ကျမှပြန်လာတတ်နေပြီ။ကျမယုံကိုလိုက်သွားခြင်းပဲမဲ့ကျမစိတ်မှာကျမကြောင့်နေရခတ်သွားမဲ့လူနှုံးကိုတနာနေမိတယ်။အဲဒါကြောင့်မတိချင်အောင်ပဲစောင့်နေခဲ့တယ်။အဲ့ဒီနေ့ကရာသီဥတုကမကောင်းဘူး။မိုးရွာလိုက်၊နေပူလိုက်နဲ့အဝတ်တွေထုတ်လန်းလိုက်၊ပြန်ရုပ်လိုက်နဲ့ကျမအလုံးရှုံနေခဲ့တယ်။နေ့စီကဖုန်းဝင်လာပြီ။ဟယ်လိုဟယ်လိုမေနေကောင်းလား အင်းကောင်းပါရဲ့ငယ်ရောကောင်းပါရဲ့မေအစင်ရောပြေရဲ့လားညကအိမ်မက်မက်တင်မေခွေးကြိုက်ခံရလို့တဲ့အားကြောင့်အသွာအလာတတိထားဖို့ဖုန်းလန့်ဆက်လိုက်တာနေတော့ကောင်းနေဟုတ်လားအင်းကောင်းပါရဲ့မေခေယူဆိုင်လိုက်ပါမင်းငယ်ဟိုတစ်ပတ်ကရန်ကုန်ကိုသွားသေးတယ်မေရောက်တာအရန်ကြာနေပြီလေအားကြောင့်ပြီးပြီးတော့ဘာဖြစ်လို့လဲငယ် ငယ်လို့နေခဲ့တဲ့အဆောင်ရှိကိုလည်းရောက်ခဲ့တယ်။ဘာမှမပြောင်းလဲသေးဘူး။အရင်အတိုင်းပဲတည်လာ။အင်းနှစ်ယောက်လုံးတိတ်ဆိတ်သွားပြီးခဏအကြာငယ်မိုးရလာလို့အဝေးရောက်အောင်မေးဒါပဲနော်။အင်းအင်းမေးအဆောင်လေးဆောင်းအောင်အဆောင်ဆောင်းတဲ့ကျမအကုတ်ကိုတရေရမိသွားတယ်။တစ်ချိန်တည်းမှာပဲအကုတ်အမျိုးသမီးကိုလည်းတရေရခဲ့တယ်။အကုတ်ချိန်မှာကျမအကုတ်အမျိုးသမီးကိုစာနာတတ်ခဲ့ပြီ။ အဲ့ဒီတုန်းကသူဘလောက်ခံစားခဲ့ရမလဲဇော့ကိုမချစ်ခဲ့တဲ့ကျမတော်ဒီလောက်ပူပန်နေရရင်အကိုကိုချစ်ခဲ့တဲ့အဲ့ဒီအမျိုးသမီးကဘလောက်တော့ကတွေညားခဲ့ရမလဲဒါပေမဲ့ကျမလည်းအကိုကိုတကယ်ချစ်ခဲ့တာပါပဲမရည်ရွယ်ပဲဖြစ်သွားတဲ့အရာတွေဟာ အချစ်ကြောင့်ဆိုရင်ရည်ရွယ်ပြီးဖြစ်မလာတဲ့အရာတွေကရောအချစ်ကြောင့်ပဲလို့ဆိုနိုင်မလားတကယ်တော့အချစ်ဆိုတာကျမတို့လုပ်ယူခဲ့တဲ့အရာမဟုတ်ပေမဲ့ ထိမ့်ချုပ်လို့တော့ရနိုင်ပါတယ်။မထိမ့်ချုပ်ဘဲခံစားမှုနောက်ကိုလိုက်ရင်နှလုံးသားအလေးချိန်ဟာမြင့်ရင်မြင့်ရင်နဲ့ပဲယူသွန်းနေကြတာ။အဲ့ဒီတုန်းကအကူရွေးခဲ့တဲ့လမ်းဟာမှန်တယ်ဆိုတာကျမသိခဲ့ရတယ်။အကူသာကျမကိုရွေးချယ်ခဲ့ရင်ကျမအခုလိုခံစားချက်ကိုနားလည်မှာမဟုတ်ဘူး။ကျမတို့ဟာတယောက်နေဟာတယောက်ဝေမခံစားကြည့်တဲ့၍ကိုချင်းစာစိမ့်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူး။ တကယ်တမ်းကျမမိနေခဲ့တာကအခုအမျိုးသမီးနေရာကိုဝင်ကြည့်ပို့ပါပဲ69ရာခိုင်နှုန်းတည်ချနေခဲ့တယ်ဇော်ကနှွေနဲ့ချစ်ချိုင်နေခဲ့ပြီအဲ့ဒီနေ့ကဇော်ယုံကိုမသွားဘူးအိမ်ဖုန်းကိုယုံကဖုန်းဝင်လာတယ်ဟယ်လိုအမကြီးကိုဇော်အလုံးမလားလို့လေစကားနိုင်ခါကျမကဗနက်ကနှွေကိုလည်းဝင်ခေါ်ရအောင်မယ်ဆိုပြီးထွက်သွားတာပဲအော်နှွေကမနေနေကမလာဘူးလေ တကယ်ဆို ရုံးမှာအရေးကြီးလှုပ်ဆရာရှိလို့ဆိုပြီးတော့ညကစော်ပြန်မလာတာ။အော်နေုံတော့စောစီကဖုန်းလာနေအမပြန်ဆက်မယ်နော်ဆိုပြီးဖုန်းခဏချလိုက်တယ်။ခဏနေမှ ကျမရုံးကိုဆက်ပြီးပြစ်စင်းမိကြံနေခဲ့လို့ပြန်လှည့်လာတာလေမောင်ကြီးပြန်ထွက်သွားပြီးနနေတော့နောက်ကျလိမ့်မယ်နော်လို့ပြောခဲ့တယ်။ဘလို့ပဲဖြစ်ဖြစ်စော်ကကျမအမျိုးသားဖြစ်တဲ့အတွက်သူအရှက်ရညနာငယ်ရအောင်တော့ကျမလုံမှာမဟုတ်ဘူး။ မောင်ပြန်ရောက်ပြီအင်းစောကမနက်ကအချောင်းကိုရုံးမှတိလာခဲ့ပြီးပြီထင်ပါရဲ့မနက်ကဖုံးဆက်သေးတယ်ဆိုမင်းမဆက်ပါဘူးရုံးကအရင်ဆက်တာအဲ့ဒါဟိုဟိုမောင်လေအစ်မကျွန်မသူ့မျက်လုံးတွေကိုစိတ်စိတ်ကြည့်ပြီးမောင်ကိုမေးရုံပါရဲ့အချင်းဆိုတာမေတို့တမင်လုံယူထားတဲ့အရာတွေမဟုတ်ဘူးလေနှလုံးသားကတောင်းကြတဲ့သူကို ကိုတော့မသိလိုက်ပါပဲချစ်မိကြမှာပဲအဲ့ဒါအချင်းရဲ့သဘောတရားတွေပဲဟုတ်တယ်မဟုတ်လားအရင်မရှိအဖျားမရှိပြောလိုက်ပေမဲ့စော်နားလေပုံရတယ်သူမဟုတ်ရင် အတင်းပြန်ညင်းတတ်တဲ့စော်ကငြိမ်ပြီးနားထောင်နေတယ်အချင်းဆိုတာကိုနဲ့အတူရှိမှာမဟုတ်ပါဘူးသူပြောနေမယ်ဆိုရင်ဘသူနဲ့ပဲပြောပြောကိုလည်းပြောရမှာကိုရွေးတဲ့လမ်းကိုရှောက်ရမှာပါပဲမောင်ရင်ကောင်းမယ်ဆိုရင်လုပ်ပေါ့ မိဘမှမပြောလိုဘူး။မိရဲ့မောင်လေးမင်းကိုတကယ်ချစ်ခဲ့တာတကယ်တန်ဖိုးထားပါရဲ့။ဒါပေမဲ့အခုမောင်ဘယ်လိုဖြစ်သွားလဲမသိဘူး။ဒါပေမဲ့မောင်မင်းကိုအခုချိန်ထိသိချက်တာမိရဲ့ဒါတော့ရုံပါပြီ။တော်ပါတော့တော်ပါတော့မောင်ရဲ့ထိန်းထားပါရဲ့နဲ့ကျမမျက်ဝန်းတွေကမျက်ရည်တွေစီးကျလာခဲ့ပြန်တယ်။စော်နေကျမကရှင်းတယ်။တခုခုဆို ငိတ်ညာစရာတာသမီလည်းမရှိနှစ်ဦးသားတန်ရုံးစင်မရှိကြတာညရီမှာကျမကောင်းကောင်းအိမ်မပျော်ခဲ့ဘူးမောင်ကျမကို ခလေးတယောက်လိုဖတ်ထားတဲ့အဲ့ဒီလက်တွေနဲ့သူ့ကိုလည်းမောင်ဖတ်ကောင်းဖတ်ခဲ့နိုင်တယ်။အိုးငါဘာတွေတွေးနေပါလဲကျမအိမ်ရတဲ့ကထွက်လာခဲ့တယ်။အမောင်ကြကအပြင်မှာတိတ်ဆိတ်နေတယ်။လေစိမ့်တွေဟာကျမအင်ကြီးကနေကျမရှင်တွင်ကိုတဆင့်ချင်း တွုံးဝင်အေးဆန့်နေတယ်။ငဲ့ကိုတတိယမိပြန်တယ်။ဒီအချောင်းတွေငဲ့ကိုမပြောပြဖြစ်ဘူး။အခန်းထဲကဇော်ဖုံးအခန်းထဲကဇော်ဖုံးတံမြင့်နေတာကြားလိုက်ရတယ်။အချိန်ကမနက်တနာရီမြင်သမျှကြားသမျှတွေဟာကျမကိုအတိတ်တွေတည်းပြန်ဆွဲခေါ်နေသလိုနာကျင်ရတယ်။ဒီအချိန်ဟာအကူဖုန်းခေါ်တတ်တဲ့အချိန်ဇော်ဖုံးချလိုက်ပြီးစာပို့လိုက်တဲ့ထင်ပါရဲ့။ ကျွန်မအမျိုးသမီးတယောက်ကိုစိတ်ထဲကနေထထလဲလဲတောင်းပန်နေမိတယ်။ကျွန်မအခုသူ့နေရာကိုရောက်နေပြီ။သူနာကျင်တယ်လို့နာကျင်နေရပြီ။ဘယ်တော့များထွက်ခွာသွားမလဲလို့တွေးပူနေခဲ့ရပြီ။ငဲ့ကိုဖုံးဆက်ပြီးအကုန်ပြောပြလိုက်တယ်။စော်သူ့ကိုချက်နေပြီလားမသိဘူး။မိထပ်ပူပြီးချက်သွားပြီလားမသိပါဘူးငဲ့ရဲ့။အပြောဆိုရင်တော့မိနားလေပေးလိုက်မယ်။လူဆိုတာတခါတော့မှားဘူးကြမှာပဲလေ။ မင်းစော့ကိုမဆုံးရှုံးခြင်းဘူး။ကျမစကားမဆုံးခင်။အိုးဖောက်ပြန်နေရကို နားလေပေးစရာလားမိရဲ့ယူနေတာလား။ဒါပေမဲ့မိတုံးကလည်းငယ်။အချိန်လေးကမတူဘူးမေ။မိကရိုးသားရင်အခုသူတို့လိုမျိုး အတူအိတ်အတူစားတွေရှိခဲ့တာမဟုတ်ဘူး။စားလေးပို့ယုံ အတန်လေးကြားယုံနဲ့နာကျင်ရတာ။သူတို့လိုပျော်နေခဲ့ရတာမဟုတ်ဘူး။မိကဖောက်ပြန်ရမရောက်ခဲ့ဘူး။ နက်ဖြန်ငယ်မန္တလေးလာခဲ့ပြီ မလာပါနဲ့ညီပါငယ်မိအတွက်ငယ်အလုံးရှုပ်ပါတယ်ညီပါစီမိပါသားကြည့်ပြီးစီစဉ်ပါမယ်ဆိုပြီးဖုန်းချပစ်လိုက်တယ်အရာရာကိုတရေရေမြင်ပြီးညလုံးပေါက်ဝရန်တာမှာပဲထိုင်ကငိုနေခဲ့မိတယ်နောက်တနေ့မနက်မှာမောင်အလုတ်သွားတော့မင်းဟာညလုံးတွေအစ်နေရောပဲဘာဖြစ်တာလဲဘာဖြစ်လို့လဲညီမကောင်းဘူးလားမေးပြီးမြိတ်ကြနေတဲ့စော့ကိုကြည့်ကား မူမနေပါနဲ့တော့မောင်ရင်မောင်ပြောဖို့အဓိကပါပဲဒါပေမဲ့ဒါပေမဲ့မေသိချင်နေဟောဒီမိုးကောင်းကင်အောက်မှာမိကိုပဲချစ်တာပါလို့ပြောခဲ့တဲ့မောင်ကအခုဒီကောင်းကင်အောက်ကတခြားအမျိုးသမီးတယောက်ကိုမိထက်ပိုချစ်မိသွားပြီလားဆိုတာတကယ်သိချင်မိတယ်အားရပါရငိုချပြစ်လိုက်ခြင်းပဲမယ်လေမျက်ရည်ကြယုံကလေးထိန်းထားနိုင်ခဲ့တယ်ရှင်တွေကွဲထွက်သွားမတတ်ပါဘဲကျမရှိမှာ မောင်ဒူးထောင်ရဲ့သားဖြစ်သွားပြီ။မောင်ချိန်ပြောရပါရင်မေမောင်အခုထိအခုချိန်ထိမိကိုအရင်ကလိုချစ်နေတော့မှာပဲ။ဒါပေမဲ့ကွာဒါပေမဲ့မောင်အမားမောင်သိပါရဲ့။မောင်အတွက်မေမျက်ရည်ကြရတာမတန်ပါဘူး။ဒီကောက်အမားပါမေရဲ့ဒီကောက်အမားပါ ပြောနေရင်စော်မြေပြင်ကိုလက်သေးနဲ့သုံးလေးချက်လောက်ထိုးလိုက်ချင်းတော်ပါတော့မောင်ရေတော်ပါတော့ ကျမမောင်ကိုရင်ခွင်ထဲအတွင်းကဖတ်ထားလိုက်တယ်။အဲ့ဒီနေ့ကမိုးရေအရန်ရွာနေတာ။ဟင်းချက်နေရင်ဖုန်းဝင်လာတာကြားပေမဲ့မကင်လိုက်ရဘူး။ခဏအကြာပြန်ခေါ်လိုက်တော့အမအမလား။ဟုတ်ပါရဲ့မေပါ။နွယ်ပါအမ။သူ့အတန်မှာငိုတန်ပါနေပြီ။ဟုတ်ပြောလေနွယ်။နွယ်နွယ်တကယ်တောင်းပန်ပါရဲ့။အမတို့မိသားစုကို ပြက်ပြားစေလို့လည်းစိတ်မရှိပါဘူး။တကယ်ပါအမရဲ့။ သူ့အတန်ဟာမိုးတန်နဲ့အတူရောနှောနေခဲ့တယ်။တိတ်နာကျင်ပွဲရာကောင်းလွန်လာ၏။သူကကျမအမျိုးသားကိုဘလောက်ချစ်မိနေကြောင်းဝန်ခံပြောဆိုနေတယ်။အမမချင်နဲ့လို့လုံးမယ်ဆိုလဲဘာလို့လို့နှွေခံမမေး။ဒါပေမဲ့အခုကိုအခုကိုတော့ကျမဖုန်းချပြစ်လိုက်တယ်။သူကကျမထက်တောင်ပူယူတုန်နေတယ်လို့ထင်ရတယ်။ကျမသူ့စီစာတဆောင်ပို့လိုက်တယ်။ အမဘာတတ်နိုင်မှာမို့လဲနွယ်အချက်ကတိတ်ထူးဆန်းနေမဟုတ်လားဘယ်သူ့ကိုဘလောက်ချစ်ချစ်ကံကုန်ရင်ဝေးကြဖို့တနည်းနည်းဖန်လာတာပဲချစ်ချင်းမြတ်တာဟာရိုးရှင်းပေမဲ့ဝိကျွေးတွေရုံးတော့လာတဲ့အခါဘဝတွေပါခရောက်ခရက်ဖြစ်ကုန်လေစကားတွေအများကြီးတော့မပြောချင်ပါဘူးနွယ်နဲ့မှအစဉ်ပြေဖို့ပဲမျှော်လင့်ပါတယ်တိတိကျကျပြောရရင်အင်တောင်သက်တန်း၅နှစ်နဲ့၆လပြည့်ဖို့နှစ်ရက်အလိုမှာကျမနဲ့ဆို ကွာရှင်းပြတ်ဆဲခဲ့ကြတယ်။ရန်ကုန်မှာစုံနဲ့ကျမစုပြီးဝယ်ထားတဲ့အင်းလေးချံကိုစော်ကကျမနာမည်နဲ့ပဲစာချုပ်ချုပ်ပေးထားပြီးသား။အင်းစာချုပ်နဲ့ငွေသားတချို့ကျမကိုပေးတယ်။မိမယူပြရစေနဲ့စော်မိဘသားလှုပ်ရှားနိုင်ပါ诶။မဟုတ်ပါဘူးမိရဲ့။မောင်ကအဲ့လိုသဘောမျိုးနဲ့ပေးတာမဟုတ်ပါဘူး။မောင်အပေါ်အယားယားနားလေပေးခဲ့တဲ့မိအတွက်မောင်ပေးချင်တာပေးနိုင်တာလေးပေးလိုက်ချင်လို့ပါ။လက်ခံပေးပါမိရဲ့။ ဒါရီဟာမောင်ပေးနိုင်တဲ့မောင်ရဲ့နောက်ဆုံးလက်ဆောင်တွေပါ။ကောင်းပါပြီ။ဂျေဆုတမိုင်အစစအရာရာလေးဂိမ်းဆိုင်ပါစောလို့ပြောပြီးမတ်တထအရက်မှာမောင်စကားတစ်ခွန်းလောက်ပြောလို့ရနိုင်အောင်မလား။စောဘက်ကိုပြန်လှည့်လိုက်ပြီးမိကောင်းတာနှိမ်ပြလိုက်တော့စောမျက်ရည်ကျလျက်မောင်ကိုလက်ထပ်ယူခဲ့တဲ့နေကစားပြီးမိကတာဝန်ကြည့်ခဲ့ပါတယ်။အမေလို့ အမလိုဇနီးတယောက်လိုပါရမီဖြည့်ခဲ့တဲ့အတွက်လေကျေးဇူးတင်ပါတယ်။ပြီးတော့ပြီးတော့မောင်တကယ်မင်းကိုချစ်ခဲ့တာပါ။ဒါပေမဲ့ကွာရှ်မောင်နှခမ်းကိုကျမလက်ညှိုးနဲ့ပိတ်လိုက်ပြီးလောကမှာချီးရင်တည်နေသူနဲ့ကြိုးစားရင်တည်နေသူနှစ်မျိုးရှိတယ်။တမူထူးပြီးဇော်နောင်သားနဲ့တည်နေသူတော့မဖြစ်စေနဲ့အရာရာဟာပိုကောင်းမှုဖြစ်လာတာပဲလေ။ဟုတ်တယ်မဟုတ်လားဆိုပြီးနောက်ဆုံးအနေနဲ့ စောနှဖူးကိုကျမပေးနိုင်ညမြစ်တာအနှွေးတက်တစ်ခုသာနမ်းပြီးပေးခဲ့တယ်။ပြောတယ်လို့သာနေပါတော့ကွယ်။စောနဲ့သူမဘလို့ဆက်သွားလဲကျမမသိချင်း။သူတို့မန္တလေးမြို့မှာသာကြံခဲ့ပြီးကျမအတွက်နဲ့မိဘတွေကိုရောငိတ်ကိုရောစိတ်ဒုက္ခတွေမပေးလို့တော့ဘူး။နောက်တိကမှတီရောဆိုပြီးဘသူမှမပြောဘဲနေခဲ့တယ်။ရှမ်းကုန်းအိမ်မှာပဲရှေ့ကိုအခန်းထပ်ထုတ်ပြီးကျွမ်းကျင်တဲ့လူအငှားခေါ်ကား အလှပြင်ဆိုင်ဖွင့်ခဲ့ပြီးစာပြင်ရေးဖို့ဆုံးဖြတ်လိုက်တယ်။ဇလန်းတွေထက်ကြပြာတွေပဲကျမရေးချင်တော့တယ်။